ယ်ဘဲနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ပြန်လည်ပြီးတော့ဖြေကြားပေးပါမယ်ကျယ်ဘဲဆိုတာတကယ်တကယ်ကြတော့ဒါပဲအမျိုးအနွယ်ဝင်တော့မဟုတ်ပါဘူးဒါပဲသူ့ရဲ့သူ့ရဲ့မျိုးရင်းကကျွန်တော်ယူဖိုဘီယာဆေးလို့ခေါ်တဲ့ဒါကျွန်တော်တို့ရာဘာမျိုးရင်းဝင်ဖြစ်ပါတယ်သူ့ရဲ့ကျယ်ဘဲရဲ့အင်္ဂလိပ်အမည်ကတော့ Sacha Inchi လို့ခေါ်ပါတယ်အဲ့တော့ကျယ်ဘဲရဲ့ဒီအပင်တဘာဝကကျွန်တော်တို့ကဒီနွယ်တက်တဲ့ ပင်စီဖြစ်ပါတယ်သူရဲ့အရွက်ကကျွန်တော်တို့ကတဆစ်ကိုတရွက်နဲ့ရွက်လွှဲထွက်ပါတယ်အရွက်ကကျွန်တော်တို့အကျဲကသုံးလက်မကွဲကနေလေးလက်မကွဲရှိပါတယ်အရှည်ကကျွန်တော်တို့ကလေးလက်မကွဲကနေငါးလက်မလောက်အထိကျွန်တော်တို့ရှိပါတယ်အညာရင်းမှာကျွန်တော်တို့ခြိုက်နေတဲ့အတွက်ဒီအရွက်ပုံစံကကျွန်တော်တို့အသေးပုံဖြစ်ပါတယ်ဘေးအနားတွေကကျွန်တော်လွှာသွားပုံဖြစ်ပါတယ်အဲ့တော့ဒီလောက်ဆိုလို့ရှိရင်တော့ဒါကျဲပဲဒါအပင်ပုံစံကိုကျွန်တော်တို့ ပေါ်ပေါ်လင်းလင်းမြင်လိမ့်မယ်လို့ကျွန်တော်တို့မြင်ပါတယ်။အဲ့တော့ကျွန်တော်တို့ကနောက်တစ်ခုကတော့အသီးပါ။အသီးကတော့ဒါကျေဘဲကကျွန်တော်တို့စတင်စိုက်ပျိုးပြီးတဲ့နောက်ဒါ9လလောက်မှာဒါစပြီးတော့ပန်းပွင့်ပါတယ်။နော်ပန်းပန်းပန်းကတော့ကျွန်တော်တို့ spike leg spike leg ပုံကျွန်တော်တို့ပန်းဖြစ်ပါတယ်။အပေါ်ပိုင်းနေမှာကျွန်တော်တို့အဖိုးဝင်နေပါတယ်။အရင်မှာကျွန်တော်တို့ကအမပွင့်နှစ်ပွင့်ပါပါတယ်။ဆိုတော့သူကလည်းပဲတစ်စစ်ကနေပြီးတော့အလားဒီပန်းငိုင်တစ်ခိုင်ထွက်ပါတယ်။ဆိုတော့ တခိုင်နဲ့ခိုင်ရနေပြီးနောက်ဆုံးကထွက်လာရင်တော့အသီးရကျွန်တော်တို့ကတစ်လုံးကနေနှလုံးဒါကျွန်တော်ရနိုင်ပါတယ်အဲ့တော့အသီးလုံးအနေနဲ့ဆိုရင်အသီးအသီးရဲ့ပုံစံကလည်းပဲဟာဆောလောကလို့အဲကျဲပဲဆိုတဲ့အတိုင်းအသီးပုံစံကကျွန်တော်ကျဲပုံစံဖြစ်ပါတယ်เนาะအဲ့တော့သူ့ဟာကျွန်တော်တို့ဟာဒီကျဲထောင်းနေနေနဲ့၄ထောင်းကနေပြီးတော့9ထောင်းအထိပါပါတယ်เนาะ9ထောင်းထိပါပါတယ်အဲ့တော့အဲ့ဒီထောင်းနေကပြောရင်တော့ဒါကျွန်တော်တို့အခေါ်ဆိုရင်တော့ကာပယ်လို့ခေါ်တဲ့အစစ်အိမ်များဖြစ်ပါတယ်အဲ့တော့၄ထောင်းပါတဲ့ နော်အကျဲအကျဲဘဲစီအကျဲဘဲကနေပြီးတော့ဟုတ်လားပဲစီကျွန်တော်၄စီရနိုင်ပါတယ်9000ပါရင်9စီရနိုင်ပါတယ်9000အထိပါရင်9000အထိပါရင်တော့ကျဲဘဲစီ9စီအထိရနိုင်တာဖြစ်ပါတယ်အဲ့တော့ဒါရလာတဲ့ဟုတ်လားကျဲဘဲစီကျဲဘဲစီအနေနဲ့ကတော့ဒါကျွန်တော်တို့သူ့ဒီအသုံးဝင်တဲ့အနေထားလေးကတော့အာကျဲဘဲစီမှာကျွန်တော်တို့အခြေခံပရိုတိန်းကကျွန်တော်28ရာခိုင်နှုန်းပါပါတယ် အထုတ်တူပဲကျွန်တော်တို့အစီရကျွန်တော်တို့55ကနေပြီးတော့60ရာခိုင်နှုန်းလောက်ပါပါတယ်အဲ့တော့ပို့ပြီးထူးခြားတာကကျွန်တော်တို့ကဒီ55 60ထဲမှာလူတွေအတွက်အကျိုးပြုတဲ့နော် unsaturated oil လို့ခေါ်တယ်မပြည့်ဝစီပေါ့နော်အဲပြောရင်တော့ဒီလူတွေရဲ့ cholesterol ကို short ချနိုင်တဲ့ကျွန်တော် omega 3တို့ omega 6တို့ omega 9တို့ဒီလိုကျွန်တော်တို့စီပါဝင်တဲ့အတွက်ဒါအကျိုးသက်ရောက်မှုဒါအလွန်ကောင်းတဲ့ဒါအသီးဟာလာဒါသိနှံတမျိုးဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ကအဲသူ့အသုံးဝင်ပုံကတော့ဒီစစချင်းကျွန်တော်တို့ကဒီအရွက်ကနေစပြီးတော့သူကအသုံးဝင်တာပဲနော်စပြီးတော့ကျွန်တော်အညွန့်ဖြတ်မယ်အညွန့်ဖြတ်ရင်အညွန့်ကိုကျွန်တော်တို့ကအဲ့ဒါချက်ပြုတ်စားလို့ရတယ်ထို့အတူပဲကျွန်တော်တို့ကဒီအရွက်အရွက်ကိုလည်းပဲကျွန်တော်တို့အာကျွန်တော်တို့ဟာနေထဲမှာအချောက်ခံပြီးတော့လက်ဖက်ချောက်လိုလုပ်ပြီးတော့အကြမ်းခတ်ပြီးတောက်လို့လည်းရတယ်နော်အဲနောက်တစ်ခါကျွန်တော်တို့ထွက်လာတဲ့ထွက်လာတဲ့ဟာဒီအစိအစိကိုလည်းပဲကျွန်တော်တို့ အဖုတ်ကင်ကြော်လော်ပြီးတော့ဟုတ်လားဒါကျွန်တော်တို့တရေသာအနေနဲ့စားလို့ရတယ်နော်ဒါကျွန်တော်တို့ကြော်လော်ပြီးစားမယ်ဆိုရင်အင်တာမအရသာရှိပါတယ်အစိမ့်တော့စားလို့မရပါဘူးနော်အဲ့တော့ဒီလိုစားတဲ့ဟာကဒါသူ့ရဲ့မွေးဒေတာဖြစ်တဲ့ပီရူးနိုင်ငံဟာအင်အင်ဂါဒေတာကနေပြီးတော့ဟုတ်လားအင်ဂါဒေတာမှာရှိတယ်ဒါအာဖရိကန်ဟာတိုင်းဒေတာကတိုင်းရင်းသားတွေအနေနဲ့ဒါသူတို့ရဲ့ဟုတ်လား မယိုးဖလားကျွန်တော်တို့ဟုတ်လားစားစားတော့ကုန်တစ်ခုအနေနဲ့ဒါနှစ်ပေါင်းများစွာစားခဲ့တာဖြစ်တဲ့အတွက်เนาะဒါကျွန်တော်တို့စိတ်ချလက်ချစားနိုင်တဲ့အဆင့်မှာကျွန်တော်တို့ရှိပါတယ်အဲ့တော့ကျွန်တော်တို့ကစောစောကလို့တစ်ဖက်ကဟုတ်လားကျွန်တော်အစီပေါ်ကြော်ရတယ်ပရိုတင်းပေါ်ကြော်ရတယ်เนาะဒါကြောင့်မလို့ကျွန်တော်ကစားသုံးကုန်အနေနဲ့လုပ်လို့ရတယ်လို့ပဲတစ်ဖက်ကကျွန်တော်တို့ကဟုတ်လားအိုမီဂါ3တို့အိုမီဂါ6တို့အိုမီဂါ9တို့စတဲ့စီစီအမျိုးအစားတွေပေါ့เนาะ โอเมก้า3ဆိုလို့ရှိရင်သူ့မှာ35ရာခိုင်နှုန်းကနေပြီးတော့45ရာခိုင်နှုန်းလောက်ထိဒါကျွန်တော်တို့ပါပါတယ်โอเมก้า6ဆိုလို့ရှိရင်15ကနေပြီးတော့20ရာခိုင်နှုန်းလောက်ပါပါတယ်โอเมก้า9ဆိုလို့ရှိရင်9ကနေ10ရာခိုင်နှုန်းလောက်ထိသူပါတဲ့အတွက်ဒါကိုကျွန်တော်က 5GB အစားလို့အနေနဲ့ဒါကျွန်တော်တို့ဟာဆေးဝါးအနေနဲ့ပြန်ပြီးတော့အသုံးချလို့ရပါတယ်ထို့အတူပဲကျွန်တော်တို့ကဟာခေါင်းလင်းစီတို့အလှစီတို့နော်စသဖြင့်ဖော်ဆက်တဲ့နေရာတွေမှာလဲဒါကျွန်တော်တို့မြောက်အောင်မြင်များကျေပြက်မြက်ကျွန်တော်တို့သုံးဆွဲနေတာ ြစ်ပါတယ်အဲကျွန်တော်တို့ဆက်ပြီးတော့ဒါကျဲဘဲရဲ့ဒါဟိုအကျိုးသက်ရောက်မှုပေါ့နော်ကျဲဘဲရဲ့စီးပွားဖြစ်ထွန်းမှုဒါလေးကျွန်တော်နည်းနည်းအချင်းချုပ်လေးကျွန်တော်တင်ပြလိုပါတယ်အဲ့တော့ကျဲဘဲကကျွန်တော်ကတရေကစိုက်မယ်ဆိုရင်အဲကျွန်တော်တို့အပင်600ကနေ650လောက်ထိကျွန်တော်ဝင်ပါတယ်အဲ့တော့သူ့ကိုစိုက်မယ်ဆိုရင်ပထမဆုံးတစ်နှစ်မှာတော့ကျွန်တော်ရဲ့သူ့ရဲ့ကွန်ကြားဈေးကဟာလာ9သိန်းခွဲကနေ6သိန်းလောက်ထိဒါကျွန်တော်တိုင်မိုးတို့ဟာလာသူ့ကျိုးဘိုးတို့ ဟာနောက်ဓာမျောသာဘူးဘူးနောက်တစ်ခါမြေပြုပြင်စည်းရည်တို့ပေါ့နော်အဲစသဖြင့်ဒါလေးအားလုံးက6သိန်းလောက်ကုန်ပါမယ်သူ့ရဲ့အင်ကမ်းအနေနဲ့ဆိုလို့ရှိရင်တပင်ကနေပြီးတော့ပထမတစ်နှစ်မှာကျွန်တော် 1kg နော်1 kg သာ62ကျခွဲတာရမယ်ဆိုလို့ရှိရင်ဒါတေကတေကရဲ့ဟုတ်လားတေကအထွက်ဟုတ်လားကျေပဲရဲ့တံပိုးကကျွန်တော်9သိန်းကျော်လောက်ကျွန်တော်ရနိုင်ပါတယ်ဒါကကျွန်တော်အေကနဲ့ခြီးတာပါ ဒါအဲ့ဒါဆင်းရဲနွမ်းမုံမှုရွှတ်ချရေးအတွက်ဆိုလို့ရှိရင်ကျွန်တော်ကအာလေသမားအနေနဲ့အဲ့ဒါအပင်90တတ်နိုင်ရင်အပင်90အပင်100တတ်နိုင်ရင်အပင်100အပင်200တတ်နိုင်ရင်အပင်200ပေါ့ဒီလိုလေးစိုက်သွားမယ်ဆိုရင်နော်အပင်100စိုက်တယ်ဆိုလို့ရှိရင်ပဲသူ့ရဲ့ဝင်ငွေကနော်ဟောသူ့ရဲ့ဝင်ငွေကတစ်နှစ်မှာဒါကျွန်တော်ကတသိန်းခွဲလောက်ဒါကျွန်တော်တို့အပူဝင်ငွေနည်းနဲ့ဝင်လာနိုင်မှာဖြစ်ပါတယ်အဲ့တော့လက်ရှိပေါက်ကြေးနေနေဆိုရင်ကျေပဲကခုန1 kg ကိုကျွန်တော်တို့မြန်မာငွေနဲ့ဆိုရင်1500လောက် ဒါကျွန်တော်ပေါက်လေးရှိပါတယ်အခုလက်ရှိပဲကျွန်တော်ကထိုင်းနိုင်ငံကုမ္ပဏီတွေကကျွန်တော်စာချုပ်ထားတဲ့ဟာကနော်1 kg ဆိုရင်ဘတ်90နဲ့ကျွန်တော်စာချုပ်တယ်လို့ကျွန်တော်သိရပါတယ်အဲ့တော့စာချုပ်သည်ဖြစ်စေမချုပ်သည်ဖြစ်စေနောက်ပိုင်းဟလာနိုင်ငံသားဝင်ဝင်ဟလာနိုင်ငံသားဝယ်သည်ဖြစ်စေမဝယ်သည်ဖြစ်စေဒါနောက်ဆုံးမှဒါကျေပဲအနေနဲ့ရတော့ကျွန်တော်ပြည်ဝင်းမှာအခုလက်ရှိစားသုံးနေတဲ့အာတီဟိုတေးရဲ့တို့တေးစီတို့နော်နောက်တစ်ခါမြေပဲဆန်တို့တီဟိုတေးရဲ့ဆန်တို့ အဲနောက်တစ်ခါကျွန်တော်တို့ဟာလာတရားသီးဇံတို့စသဖြင့်ဒီလိုနေရာတွေမှာသူတို့နဲ့အတူเนาะဒါအမယ်သစ်เนาะစားစားတော့ဖွေရာတစ်ခုအနေနဲ့တိုးတက်လာမှာဖြစ်တဲ့အတွက်ဒါပြည်တွင်းဟာလာဈေးကွက်အတွက်လည်းမပူပင်ရတဲ့တည်နံဖြစ်ပါတယ်ဒါအောင်လို့ကျွန်တော်ကကျယ်ဘဲကတော့အာရေရှိမှာဟာလာဟိုအလားလာရှိတဲ့ဒီအမယ်သစ်တည်နံအနေနဲ့စိုက်ပျိုးတင်တယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်ဆိုတာကျွန်တော်တင်ပြခြင်းပါ